စကီဝယ်စကီလိုဝယ်ထင်မှာပေါ့ဒီအရလေးစကီကစကီအကိုအဲကွန်းသုံးမှုမလားအဲကွန်းသုံးမှုပဲတော်တော်များများဝယ်တယ်ပေါ့နော်အဲကွန်းကအဓိကသူကသုံးလုံးလောက်ထိသုံးလို့ရတယ်ဒါကတော့ဘက်ထရီပဲဘယ်လောက်အိုးဝယ်လဲပုံမူကြည့်တာပေါ့ဘက်ထရီကကျတော့ကျွန်တော်တို့ဥမာထားပါတော့200အိုးဝယ်မလား100အိုးဝယ်မလား300အိုးဝယ်100အိုးဆိုရင်ကျတော့ကျွန်တော်တို့က၄နိုင်လောက်ထိသုံးလို့ရအဲကွန်းတစ်ကောင်ပေါ့နော် အနှစ်ရအိုးဆိုရင်ရောက်၈နိုင်300အိုးဆိုရင်ကျတော့ကျွန်တော်12နိုင်လောက်သုံးလို့ရဒါပေမဲ့တကောင်တစ်လုံးပဲသုံးမယ်ဆိုရင်ကျတော့ကျွန်တော်က300အိုးတော့မဝယ်စေချင်ဘူး6ကီလိုဝက်ထဲမှာဆိုရင်ဘယ်ဟာအကောင်းဆုံးဆိုရင်ကျွန်တော်စီမှာအခုအာ3မျိုး4မျိုးလောက်ရှိတယ်ဗျာအကိုကြိုက်တာရှိဘူးကျွန်တော်ကတော့4မျိုးလုံးကိုကျွန်တော်ကတော့သူ့ကောင်းချက်နဲ့သူရှိတယ်ဥပမာဆိုရင်ပထမဆုံး idea idea ဆိုရင်ကျတော့ကျွန်တော်ကလုံးဝအာမခံပေးပြီးရောင်းတာ idea ကကျတော့ तू ကအာမခံ3နှစ်ပါအကောင်းဆုံးနဲ့မှာပါကျွန်တော်3နှစ်ပေးတယ်3နှစ်အတွင်းမှာ तू တခုဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့အခမဲ့လဲပေးတာဒီ inverter တခုပြတ်သွားပြီဆိုရင် inverter ကိုတစ်ခါတည်းကျွန်တော် replace လုပ်လိုက်တစ်တလုံးနဲ့ကျွန်တော် replace ပေးမှာအဲ့အလုံးပြင်မှာမဟုတ်ဘူးသူအားလို့ဆိုတော့ company အနေနဲ့ကြည့်လိုက်ရင်ကျွန်တော်လည်းတစ်ခါရက်စားရတယ်ဘယ်လိုမျိုးစားလဲဆိုတော့ပြောမယ်ဆိုသူအဟောင်းအလုံးကိုအဲ့လိုမျိုးပြန်ပြင်ပြီးတော့ကျွန်တော်တို့တခုခုနော်ကျွန်တော် second C တခုနဲ့သူပြန်ရောင်းအောင်ပါဗျာကျွန်တော်အစ်စ်ပုံနဲ့လည်းရောင်းလို့မရတော့သုံးမိသားဆိုအဲ့လိုမျိုးဆိုတော့ အဲသူတို့အာမခံပေးတာအရန်ကျန်းတယ်အခုနောက်ဆုံးထွက်တဲ့နေရာမှာအရန်ကျန်းတယ်လို့ခေါ်တယ်နောက်ဒုတိယကကျတော့အခုနရိုမန်ပဲရိုမန်6ကီလိုပဲဆိုရင်ကျွန်တော်တို့အခုန idea ဆိုရင်ကျွန်တော်16ဘိန်ခွဲပေါ့နော်ရိုမန်ဆိုရင်လည်းကျွန်တော်တို့အာမခံ2နှစ်အပြည့်ပါတယ်အဲသူကတော့ပြင်ပေးတာပေါ့ကျွန်တော်2နှစ်အပြည့်ပါတယ်အာမခံနဲ့ပတ်သက်ပြီးကျွန်တော်အကုန်လုံးလုပ်ပေးတယ်အပြင်တတိယတစ်လုံးကကျတော့ကျွန်တော် Lex Power ပေါ့နော် Lex Power လောလောဆယ်ကျွန်တော်ဒီမှာရှိတဲ့ဟာကသူကအာမခံတစ်နှစ်ပဲအာမခံတစ်နှစ်ကိုမှသူက6ကီလိုဝတ်ကိုကျွန်တော်တို့ fan အတန်ဟိုဒီကောင်ကတော်တော် control လုပ်လို့ရတယ်သူက fan အတန်ကျွန်တော်တို့၃လုံး ဖန်သုံးလုံးပါတာဖြစ်တဲ့အတွက်ဖန်အောင်တော်တော်ကွန်ထရိုးလုပ်လို့ရပါတော့အဲ့လိုမျိုး၃မျိုးရှိတယ်အဲနောက်ဆုံးတစ်ခုကတော့ဂရိုဝါပေါ့ဂရိုဝါကကျတော့အားလုံးစိုက်တယ်ဒါပေမဲ့ကျွန်တော် personally အရာပြောမယ်ဆိုရင်တော့ grower service center မှာနည်းနည်းလေး service ကြာတာတွေရှိတတ်တယ်ကျွန်တော်ပြီးတော့ဒီ service တော့ပြတဲ့အချိန်ကျရင်ကျွန်တော်နည်းနည်းလေးစကားပြောရတယ်ပြန်ရတယ်ပါတေချာဘလို့တက်ပါလဲဘာညာအဲ့လိုမျိုးပေါ့ service center ကနေကိုယ်တိုင်အိမ်အိမ်ထိလာကြည့်ပြီးတဲ့ service မရှိသေးဘူးအဲ့လိုမျိုးကျတော့ idea နဲ့ roman မှာကျတော့ရှိတယ် error တစ်ခုတက်တယ်ဆိုရင်ကျွန်တော်အိမ်တိုင်းရောက်တော့ကြည့်ပြီးတဲ့ service ပေါ့နော်အဲ့ဒါရန်ကုန်မြို့ထဲမှာအခုရှိနေတယ်အဲ့တို့ manly တို့ဘာတို့မှလည်းလုပ်မယ်လို့ကျွန်တော်ကြားရတယ်ပေါ့နော်အဲ့လိုမျိုးမျိုးရှိတယ်ဟုတ်ကဲ့